နေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးရဲ့နာမည်ကစာရေးဆရာတာတီရဲ့ငွေရင်းတစေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကစိတ်ဝင်စားစရာသရေဇာတ်လမ်းလေးကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဒီနေ့ကျောက်တူဝိုင်းနဲ့နဝိုင်းကျော်ကဘိုးရမောင်ရဲ့နှစ်ပတ်လည်နေ့ဗျဘိုးရမောင်ကြီးကလွှတ်သက်ရှိတဲ့ဘိုးတော်ကြီးတတရာတိမှာဆုံးတာ သူမိမကြီးဖွားစိန်နူကအသက်80လောက်ကလေးကဆုံးသွားတာသူတို့သားသမီးတွေကလည်းတော်တော်လေးမှကြတာဗျဖွားစိန်နူဆုံးတဲ့နေ့ရောက်တိုင်းဖွားစိန်နူအတွက်တနေ့တစ်ခါဆုံးသွတ်တယ်ဗျဘိုးရမောင်ဆုံးတဲ့နေ့ရောက်တိုင်းလည်းတနေ့တစ်ခါဆုံးသွတ်တယ်ဆုံးသွတ်တိုင်းလည်းကြာကြာနာနာချက်ပြုတ်ကြွေးတာဗျချက်တာကတော့ကျုပ်တို့ကာလာသားတွေပေါ့ဗျတတရားတော့ရရေးရရေးလက်မနည်းရဲ့ကောင်းဆိုတော့မြုပ်တက်စည်းဝဲတာလည်းပါလိုက်တာပဲချက်ပြုတ်ပြီးကျွေးမွေးအခမ်းအနားပြီးလို့ဘိုးကြီးခွက်ကြီးတွေစေးကြောဘုံကြီးကြောင်ပြန်ပို့ပြီးမှ တို့တို့အိမ်ပြန်ကြတယ်။ဥပ္ပါယုံဆရာတော်ကဟောထားတယ်ဗျ။တည်တဲ့လူတွေဟာကုသိုလ်ကောင်းမှုတွေရှိကြပေမဲ့တေကံဒီအချိန်မှာတစ်ခုခုကိုစိတ်ကဆွဲသွားရင်တစီဖြစ်ပြီးတော့အပေကြတော့တာပဲတဲ့။အဲ့ဒီလိုတစီဖြစ်သွားရင်သူတို့မိသားစုကကုသိုလ်ကောင်းမှုလုပ်ပြီးအမြအတန်းဝေလိုက်တဲ့အခါကျွတ်လွတ်ပြီးဘဝကူးသွားကြတယ်တဲ့။ဒါပေမဲ့တခါတလေမှာမိသားစုကလူတာနာပြုတဲ့အချိန်တစီဖြစ်သွားတဲ့လူကနားမှမရှိကြမျိုးလည်းဖြစ်တတ်တယ်တဲ့။ ဒါဆိုရင်အမြဝေလဲကုသိုလ်အမြမရတော့မကျွမလွတ်နိုင်မယ်နဲ့တစီဘဝမှာအကြာကြီးတောင်းတနေတတ်တာတဲ့ကျုပ်လဲဝိုင်းဝန်းလုပ်ကန်ပြီးရင်နဲ့တရားနာရတော့ဗောဗျာကျုပ်ဆရာတော်ဥက္ကုနာကလည်းတရားဟောကောင်းနေဗျကျုံညနေရင်ပြန်ရောက်တော့သုံးချက်ဒီလောက်ရှိပြီဗျတတရေနင်းပါလေကြည်ပြောင်းဟိဗံဘွေးကုန်းကိုဒီချိန်ကျမှသွားမယ်လို့နေလို့ဗံဘွေးကုန်းကိုဘာကဘာသွားလို့မလို့လဲဗျကျုပ်ကဘာကိုမေးလိုက်တယ် နတ်ငယ်ချင်းစိန်ကိုတယောက်ခါနာနေလို့ခါးကြီးကုန်းပြီးဒုတောင်းနဲ့ရှောက်သွားနေရတဲ့ကြာလို့ဟောဒီလိန်စီသွားပြီးမလို့တာတေးရေးဘယ်စီးတော့ဘာရဲ့အဘလိန်နဲ့စေးဦးလားအေးလေစေးဦးထောင်းပြီးရက်ပြန်နဲ့စိန်ထားတာလွတ်ကောင်းနဲ့စေးကဒူးနာခါးနာလည်းမပြောက်တဲ့အခါတခါမှမရှိဘူးရတယ်ရတယ်ကျုပ်သွားပြီးပြေးလိုက်မယ်ဘာရဲ့အဘမသွားပါနဲ့အဘစီကစေးရီပလင်းကိုယူပြီးကျုပ်ထွက်လာခဲ့တယ်ဗန်ဘွေးကုန်းနဲ့ထဏောင်းကုန်းဆိုတာကျုပ်အတွက်တော့အိမ်ဦးနဲ့ကျမ်းမြင့်ဆိုသလိုပါပဲဗျာ ဗန်ဘွေးကုန်းကိုရောက်တော့အဘရဲ့တငယ်ချင်းဖူးစိန်ကိုတို့အိမ်ကိုတန်းသွားပြီးအဘပေးခိုင်းတဲ့စေဗလင်ကိုပေးလိုက်တယ်။ဖူးစိန်ကိုတို့တဲတဲ့ရှင်လေးချမ်းတဲ့လက်ဖက်တုပ်လေးဝါရင်ငကားစီပေါ်လေးလေးဖွာလို့ပေါ့ဗျာ။ဖူးစိန်ကိုတို့မိသားစုနဲ့စကားပြောရင်စကားကောင်းသွားတာနဲ့ပဲကျုပ်ပြန်တော့နေဝင်တရောချင်းရောက်သွားတယ်ဗျ။ဗန်ဘွေးကုန်းကထွက်ပြီးထဏောင်းကုန်းကိုပြန်ခဲ့တယ်။ဗန်ဘွေးကုန်းကထွက်မှာဟိုလူနဲ့တွေ့ဒီလူနဲ့တွေ့နဲ့အတော်ကြာသွားသေးတာဗျ။ဗန်ဘွေးကုန်းနဲ့နမိတ်ကိုကြော်ပြီး ထဏောင်းကုန်းနေနမိတ်ထက်ကိုဝင်လာတဲ့အခါတလန်းလုံးမကြီးပင်နေတမပင်နေနဲ့မောင်ကြီးတောင်တန်းနေပြီပြို့ကျုပ်လည်းမိုးချုပ်လာတာနဲ့ခြေလန်းကိုခတ်တုတ်တုတ်လျှောက်ထားလိုက်တယ်တတေတတေကျုပ်ကနောက်ကနေလှမ်းခေါ်နေတာဗျတရေဆောက်ထုံးနဲ့တွေ့ပြီးကလေးကနောက်ကခေါ်ရင်ကျုပ်ဘယ်တော့မှလက်မကြည့်တော့ဘူးပြို့ဒါပေမဲ့ကျုပ်စိတ်ထဲမှာဒီအတန်ကိုရင်းရင်းနှီးနှီးကြားဘူးနေတယ်ဆိုတာသိတယ်ဗျကျုပ်စဉ်းစားလာတာဒါဘသူအတန်မှလဲအတန်က အသက်ဆယ်နှစ်ကျော်ကလေးတသာအရွယ်ယောက်ျားလေးတယောက်ရဲ့အတန်ပြတာတီအာမင်းကိုတွေ့ကျင်နေတာကွာကျုပ်လက်မကြည့်ဘူးခတ်တုတ်တုတ်လျှောက်လာပြီးရွာတကာကနေဝင်လာခဲ့တယ်ဒါပေမဲ့ကျုံနာထဲမှာအဲ့ဒီအတန်ကဖျောက်လို့မရဘူးဗျာတာတီတာတီအာမင်းကိုတွေ့ကျင်နေတာတဲ့အဲ့ဒါဘယ်သူလို့ဗျကျုပ်ထိုင်ပြီးစဉ်းစားနေတယ်ဒါပေမဲ့ကျုပ်တွေးလို့မရပါဘူးဗျာအဘာနဲ့အမေကကျုပ်ပြန်ရောက်မှညစာစားကြတာဗျအဲ့ဒီညာကငချောက်ရိုးကလေးကိုအာလူးနဲ့ချက်ထားတာ ညာငယ်ဘွားကလေးလည်းထည့်ထားတာဆိုတော့ကြုတ်ကြိုက်ပေါ့ဗျာခမင်းကိုအားရပါးရစားပြီးတော့ငကားစီဘောလေးလေးထိုင်းဖွာနေလိုက်တယ်စလိတ်ဖွာရင်ကြုတ်စဉ်းစားနေတာပေါ့ဗန်ပွေးကုန်းနဲ့ထဏောင်းကုန်းကြာကိုကြုတ်အမြဲခောက်တုတ်ခောက်ပြန်သွားနေကြဆိုတာမျှတို့လည်းသိရပဲကြုတ်ကညနေရလို့တာတေဆိုပြီးလမ်းခေါ်တဲ့အတန်းမျိုးကြုတ်တခါမှမကြားခဲ့ဘူးပါဘူးကြုတ်တွေးတယ်အဲ့ဒီအတန်းကိုကောင်းကောင်းကြားဘူးတယ်ဒါပေမဲ့ဘသူအတန်းမှမမှတ်မိဘူး တစ်ပင်ွယ်ပြီးတော့ကျုပ်ကိုနောက်တယ်ဆိုရအောင်လဲအတန်ကဆင်းနေသားရွယ်ကလေးတယောက်ရဲ့အတန်မျိုးဗျရွာထဲမှာကျုပ်ကိုကိုကြီးတတီလို့ခေါ်ကြတဲ့မပြူးလို့ရွယ်ကောင်လေးတယောက်ရဲ့အတန်မျိုးဗျတကယ်လို့ရွာထဲကကလေးတယောက်ကကျုပ်ကိုခင်လို့နောက်တယ်ဆိုရင်တော့ကိုကြီးတတီလို့ပဲခေါ်မှာဗျပြီးရင်လည်းပုံနေတဲ့တစ်ပင်ွယ်ကနေပြေးထွက်ပြီးရင်မောနေမှာပဲလေကျုပ်လည်းစဉ်းစားလို့မရပါဘူးဗျဒါနဲ့ကိုနိုင်ကြော်ကြော်လောက်ကြတော့အိပ်ရဝင်လိုက်တယ် ကိုလက်တွေလည်းနည်းနည်းနာနေတာနဲ့စောစောပဲအိပ်ရဝင်ခဲ့တာပြုအဲ့ဒီညာကကျုပ်အိမ်မက်မတယ်ဗျကျုပ်နဲ့အသက်တူတူရှိလောက်မဲ့ကောင်မလေးတယောက်ပဲတမာပင်ကြီးအောင်မှာရက်နေတယ်အင်ကြီးကတော့ရှေးခက်ကမိန်းမတွေဝတ်တဲ့ရင်ပုံးအင်ကြီးဗျလက်ကခပ်ပွားပွားပုံစံအယောင်ကဝါဖြော့ဖြော့ကလေးနဲ့ထမိန်ကလည်းဝါဖြော့ဖြော့လေးပဲဗျသူ့စပယ်မှာအဝါရောင်စကားပွင့်လေးတစ်ပွင့်ပန်ထားတယ်သူ့နောက်ကတမာပင်ကြီးကလည်းပွင့်လိုက်တာဗျဖွေးဖွေးကိုလှုပ်နေတာပဲ။ ကောင်မလေးကဓမ္မပင်ရိပ်အောင်မှာတောင်းတောင်းကလေးရက်နေတာဗျ။ဒါပေမဲ့သူ့မျက်လုံးတွေကကျုပ်ကိုစိုက်ကြည့်နေတယ်။ကျုပ်ကလည်းသူ့နဲ့မလမ်းမကမ်းမှရက်ပြီးသူ့ကိုကြည့်နေတာလေဗျာ။မလုံးမရှက်ရက်နေရကနေဝါယောင်ကောင်မလေးရဲ့လက်တွေလှုပ်သွားပြီးသူ့နောက်ကျောဘက်ကတစုံတစ်ခုကိုဆွဲလိုက်ပြီးရှေ့ကိုထုတ်လိုက်တယ်။ကျုပ်လန့်ပြီးနောက်ကိုခြေတလန်းအောင်ခုန်ဆုပ်မိလိုက်တယ်ဗျ။ဝါယောင်ကောင်မလေးဆွဲထုတ်လိုက်တာကကောင်လေးတကောင်ဗျ။ပစိုးဝနီဝက်လေးနဲ့စွကြဲချမ်းပြက်ကလေးဝတ်လို့ဗျ။ ဒါပေမဲ့အဲ့ဒီကောင်လေးမှာမျက်နှာမပါဘူးမျက်နှာကပြောင်ကျော်ကြီးဗျဘဲဝီလိုပဲရုတ်တရက်ကြီးမြင်လိုက်တော့ကျုပ်လန့်သွားတာပေါ့ဗျာဝါယောင်ကောင်မလေးကကျုပ်လန့်သွားတာကိုကြည့်ပြီးကြီးရဲဗျပြီးတော့တတ်တီဒါနင့်တငယ်ချင်းလေးအတန်ကြားလိုက်တော့မှကျုပ်ချက်ချင်းတိသွားတာဗျဒါမဖဲဝါပဲပညာရှင်မကြီးမဖဲဝါရုပ်ပြောင်းထားတာမဖဲဝါကပြောပြောဆိုဆိုနဲ့ကောင်လေးရဲ့ဘဲဝီမျက်နှာကိုသူ့လက်ဝါးနဲ့တတ်ချလိုက်တယ် ဟာအောင်ပါကြည်ပါလားကျုပ်ဖြင့်အော်လိုက်တာဗျာဒါကျုပ်ငယ်ချင်းအောင်ပါကြည်ပဲဗျာခုမှပဲပြီးတော့တယ်ဗျို့ညနေကပန်ပွေးကုန်းကပြန်မှာကျုပ်ကိုလှမ်းခေါ်တဲ့အတန်ဟာအောင်ပါကြည်ရဲ့အတန်ပဲကိုကျုပ်လက်နိုးသွားတယ်ဗျအောင်ပါကြည်ဆိုတာငငယ်လေးတည်းကကျုပ်နဲ့ကစားပဲဗျလှုပ်ခင်းတဲ့ငယ်ချင်းတွေပေါ့ကျုပ်မျိုးเจ้าမှပြောင်းတက်ရတော့အောင်ပါကြည်လည်းတက်ခဲ့ရတယ်ဗျကျို့တူနေအောင်မျိုးမှအတူသွားတူလာခဲ့ကြတာပေါ့ဒါပေမဲ့ဆင်းနေသားမှာအောင်ပါကြည်ကဖြားပြီးဆုံးသွားတယ် အဲ့ဒီတော့ငါကျုပ်မှာဒါပဲငိုလိုက်ရတာဗျာညနေကကျုပ်ကိုလှမ်းခေါ်တာအောင်ပါကြီးရဲ့တန်ဆိုတာကျုပ်တိတိချာချာတိလိုက်ရတော့ရင်ထဲမှာမကောင်းလိုက်တာဗျာမျက်စိထဲမှာမျက်ရည်တွေချက်ချင်းပဲဝဲလာတယ်ဗျာကျုပ်ဆက်မအိတ်တော့ထထိုင်ပြီးစလိတ်ဖွာနေတယ်မဖဲဝါကျုပ်ကိုအိမ်မက်ပေးတာဗျာအကြောင်းတစ်ခုခုရှိလို့ဖြစ်မယ်အကြောင်းကိစ္စမရှိပဲမဖဲဝါကျုပ်ကိုအိမ်မက်ပေးလို့မရှိဘူးဗျာအားကိုကြည့်လိုက်တော့ည7နာရီပဲရှိသေးတယ်အဲ့ဒါနဲ့ ညနေကကျုပ်ကိုခေါ်တဲ့နေရာကိုပြန်သွားကြည့်မယ်ဆိုပြီးကျုပ်ဆုံးဖြတ်လိုက်တယ်။မမကြီးကသုံးရက်ထဲဖြားပြီးဆုံးသွားတာဗျ။ကျုပ်တို့တရားလုံးလဲဘယ်သူမှမထင်ကြဘူးပေါ့ဗျ။မမကြီးရဲ့မိဘတွေလည်းသူတို့သားတည်သွားပြီးတနေ့လောက်ကြာမှမန္တလေးကိုပြောင်းသွားကြရောဗျ။ကျုပ်မျက်ကွင်းဆေးကွင်းပြီးထွက်လာခဲ့တယ်။ဘာနဲ့မီမလို့အောင်ခြေတံကိုဖွနေရတာပေါ့ဗျ။ဒီအချိန်ကလူတွေအိမ်မောကြတဲ့အချိန်ဆိုတော့ထနောင်းကောင်မကတတိကိုလူမပြောနဲ့ခွေးရအစာခင်တာဗျ။ ညအချိန်မတော်ထပြီးသွားလို့လာလို့ကတော့ကျုပ်ကိုဟောင်းနဲ့ခွေးဆိုတာရှိဘူးမရှိဘူးကျုပ်ရွာပြင်ထွက်ပြီးပန်ခွေးကုန်းဘက်ကိုရှောက်လာခဲ့တယ်လက်ထဲမှာတော့အဘရဲ့အားတော်တူတမီကိုကန်လို့ပေါ့ဗျာကျုပ်ကတမီကိုအောက်ဆိုင်ပြီးခတ်အုပ်ထူထားလိုက်တယ်အဲဒီအချိန်မှာတာတေဆိုပြီးတော့ကျုပ်နာမည်ကိုခေါ်တဲ့အတန်ကြားလိုက်ရတယ်ကြားလာနေကျုပ်တုံ့ငနေရက်လိုက်တယ်အတန်ကြားတဲ့ဘက်ကိုတမီနဲ့ထိုးကြည့်လိုက်တော့တမာပင်ကြီးဗျအပွင့်တွေကိုဖွေးနေတာ ဒါကြိုးရင်မထဲကတမပါပဲမဖဲဝရက်နေတာကဟိုနာကနေရပေါ့ကျုပ်တမီးကိုပိတ်လိုက်တယ်လာရောင်လေးကဝရဝါဒရှိနေတာဗျတမပါရဲ့နောက်မှာရေကနေတစ်ခုတွေးလိုက်တယ်ထွက်လာပြီမျိုးထွက်လာပြီဟုတ်ပါဗျာဒါစောစောကကျုပ်အိမ်မှာထဲမှတွေးလိုက်တဲ့ပစိုးနီပွက်လေးနဲ့ဗျအင်ကြီးကတော့စောစောက တွေးတဲ့ဂျိုင်းပြက်စုကြဲတော့မဟုတ်ဘူးရှယ်အင်ကြီးဖြူကလေးပစိုးပြန်ချဝယ်ထားတာဗျသူကခေါင်းငုံပြီးရက်နေတာဗျဖះဖះ အိမ်မထဲမှာပထမမြင်ရတဲ့ဘဲဦးလိုကြောင်ကြောမျက်နှာကြီးများလာလို့ကြုံတွေးမိပြီးလန့်သွားတယ်။ခေါင်းလုံးထားရာနေတဖြည်းဖြည်းမော့လာပြီဗျ။ကျုပ်အိမ်မထဲမှာတွေ့တဲ့အတိုင်းပဲဗျ။မရေမပြုံးနဲ့ကျုပ်ကိုစိုက်ကြည့်နေတာ။ဘာမှလည်းမပြောဘူး။ဒီကောင်စကားတွေဘာတွေမှ ပြောနိုင်ရလားမသိဘူး။အော်ညနေကရောစောစောကပါ ကျုပ်နာမည်ကိုတော့သူခေါ်ထားသေးတာပဲ။အောင်မကြီးမင်းအခုထိမကြွသေးဘူးလား။ ကျုပ်ကစိတ်မကောင်းဖြစ်ပြီးမေးလိုက်တယ်။ဟုတ်တယ်တာတီငါမကြွသေးဘူး။လာထိုင်ကွာ။မင်းကငါ့ကိုမြင်နေရတာငါအံ့ဩလုံးလို့ပါတာတီရ။မင်းရောငါလိုတစီဖြစ်နေတာလား။အာမဟုတ်ပါဘူးကွာ။တစီဆိုရင်ဒီလိုတမီးကြီးထိုးနိုင်မှာမလားကွာ။ကျုပ်ကပြောပြောဆိုဆိုနဲ့တမီးကိုအောက်ဆိုင်ပြီးနှာခါသုံးခါဖွင့်လိုက်မိလိုက်လောက်ပြရတယ်။အာတာတီကလည်းတစီတွေထဲမှာမီးရင်တစ်လုံးနဲ့ရှောက်သွားနေတဲ့တစီရှိတာပေါ့ကွာ။အေးဘလို့ကြောင့်လုံးကွာ။ သူကကင်းဆောင်တဲ့အဖိုးကြီးလေးကွာတေတော့မကြွပဲမိရင်တလုံးနဲ့ကင်းဆက်ဆောင်နေတာလူတွေကတော့မမြင်ရဘူးပေါ့ကွာအရုပ်တစီချင်းကတော့မြင်ရတာပေါ့ဒီကောင်ကတေသွားတော့ငါရွယ်ပဲဗျဆယ်နှစ်သားလောက်ပေါ့ဗျာဒီကောင်နဲ့ကျုပ်နဲ့ကအခုလိုပဲဗျတွေ့ရတဲ့စကားတွေအများကြီးပြောကြတာကျုပ်ကတမိုးမင်အောင်မှထိုင်လိုက်တယ်ကျုပ်ငယ်ချင်းတစီကတမပင်ကြီးအောင်မှထိုင်တယ်သူနဲ့ကျုပ်နဲ့တလန်ကြော်ကြော်လောက်ပဲဝေးတာဗျာ ညနေကငါဗန်ပွေးကုန်းကအပြန်မှာလမ်းခေါ်တာမင်းမဲမို့လားအေးဟုတ်တယ်မင်းကြားမလားဆိုပြီးခေါ်ကြည့်တာကွာမင်းကြားတယ်မို့လားဒါနဲ့တော့မင်းကတစ်ချက်လက်မကြည့်ဘူးငါကတော့ငါခေါ်တန်းကိုမင်းမကြားဘူးလို့ထင်နေတာငါကြားတယ်ကွာအောင်ပါကြီးကဒါပေမဲ့နမဲခေါ်တန်းကြားရင်လှည့်မကြည့်ရဘူးလို့ပြန်မထူရဘူးလို့ပြောတာကြားဘူးလို့ပြန်မထူတာပါနေပါအောင်ကွာတာတရမင်းကငါ့လိုတစီတကောင်ကိုဘာလို့မမြင်ရတာတော့လူတွေတစီတရဲကိုမြင်ရတာမှမဟုတ်တာ မင်းကဘာကြောင့်မြင်ရတာတော့ပြီးတော့မင်းနဲ့ငါနဲ့စကားပြောလို့ရနေတာကရောဘာကြောင့်လဲမင်းငါကိုနောက်နေတာတော့မဟုတ်ပါဘူးနော်အေးငါကမင်းကိုဘာနောက်ရမှာတော့အောင်ပါကြည့်ရမင်းငါလို့တစီမဟုတ်တာတော့သိကြပါရဲ့နော်တတိအာကွာငါတစီမဟုတ်ပါဘူးအောင်ပါကြည့်ရငါလူပါမင်းသိချင်ငါပြောပြပါမယ်ငါကိုရှမ်းဆရာကြီးတယောက်ကမျက်ကွင်းဆေးဆိုတာပေးခဲ့တယ်ကွာအဲ့ဒီဆေးကိုကွင်းထားလို့ငါမြင်ရတာအာဒါဆိုရင်မင်းအမြင်မြင်နေရရောပေါ့ မဟုတ်ဘူးကွာစနင်းဖြူတွေငါးစီမှာရှိတယ်အဲ့ဒါကိုသွေးပြီးပုတ်လိုက်ရင်ပြန်ပြောက်သွားတယ်ကွာဩဒီလိုလားအဲ့ဒီစီကမျက်စိကွင်းနံနေတယ်အတန်မှကြားရတာပဲလားဟာမကြားရဘူးကွာအောင်မကြီးကကြားရတာကမဖဲဝါကိုဝဲရုပ်ကလေးချောင်းကွာအဲ့ဒီကိုဝဲရုပ်ကလေးကိုမဖဲဝါငါ့ကိုပေးလိုက်ကလေးကငါတရက်တစီရဲ့အတန်ကိုကြားရတော့တာပဲဘာကွာမဖဲဝါဟုတ်လား မင်းကမဖဲဝါကိုတီးလို့လားတီးတယ်အောင်ပါကြီးငါနဲ့မဖဲဝါနဲ့တီးတာကြာပြီကွအာမဖဲဝါဆိုတာတစီတရေတွေတုံနေအောင်ကြောက်ရတာကွမဖဲဝါကိုမပြောနဲ့သူ့အောက်ကအစင်းစင်းအုပ်ချုပ်တဲ့တစီတရေတွေကိုတော့တုံနေအောင်ကြောက်ရတာမင်းရောမဖဲဝါကိုမကြောက်ဘူးလားတတီငါကလူလေကွာပြီးတော့မဖဲဝါကိုခက်လန်းလန်းကပဲငါအမြင်ရတာကွအနိကမြင်ပြီဆိုရင်လဲမဖဲဝါကငါကြောက်လန့်မသွားအောင်သူ့ပုံစံကိုငါနဲ့ရွယ်တူကောင်မလေးတယောက်လိုရုပ်ပြောင်းပြတယ်ကွာ ဩဒီလိုလားဒီညညာဦးပိုင်းကလည်းငါဖဲဝါငါ့ကိုအိမ်မက်ပေးလို့ငါမင်းစီကိုချက်ချင်းထလာခဲ့တာညနေကလေးကငါ့ကိုလမ်းခေါ်တာမင်းမန်းသိရင်ငါလှည့်ပြန်လာမှာပေါ့ကွာအေးအဲ့ဒီတုန်းကဒါမင်းကကိုမြင်ရင်အခုလိုထိုင်ပြီးစကားပြောနေမှာမဟုတ်ဘူးကွာတခါလဲလှည့်ပြေးမှာအေးဘာဖြစ်လို့လုံးကွာညနေကအထိငါမျက်နှာပြောင်ကျော်ကြီးဖြစ်နေတာကွာဘဲဥကြီးတလုံးလိုပဲမင်းမြင်ရမှာပါဟာဒါဆိုရင်ငါအိမ်မက်ကတကယ်ပေါ့ မင်းအိမ်မက်ကဘလူမိုးလို့လဲအိမ်မက်ထဲမှာမင်းမျက်နှာကမင်းစောစောကပြောသလိုပြောင်ကျော်ကြီးกว่าမျက်စိတွေနှာခေါင်းတွေပါးစပ်တွေဘာမှမတွေ့ရဘူးဘဲဥကြီးလို့ပြောင်ကျော်ကြီးအဲ့ဒါမဖဲဝါကမင်းမျက်နှာကိုလက်နဲ့တတ်ချလိုက်တာဒီတော့မှမင်းရဲ့ငကူရုပ်ပေါ်သွားတာဟာမင်းအိမ်မက်ကဟုတ်လာကြီးလားกว่าမင်းကပြောတဲ့အတိုင်းပဲกว่าမဖဲဝါရောက်လာပြီးငါမျက်နှာကိုတတ်ချပေးလိုက်တာတာတရနေပါဦးအောင်မကြီးကမင်းကအခုတိတဆေဖြစ်နေတုံးဆိုတော့ မိမိဘတွေမင်းအတွက်စွန့်တော့ပြီးအများတန်းဝေတဲ့အချိန်မှာမင်းသာဓုမခေါ်ခဲ့ရလို့လားဟုတ်တယ်ဒါဒီငါဒီအကြောင်းကိုတွေးမိတိုင်းငါအမြဲဝမ်းနေခဲ့ရတာငါတည်သွားပြီးတော့ဒီတမာပင်မှာပဲတစီဖြစ်သွားတာငါကငါတည်သွားမှမသိဘူးကွာဒီတမာပင်မှာနေတဲ့ပိတ်တာတစ်ကောင်ရှိတယ်သူပြောမှငါဒီမှန်းသိတာအဲ့ဒီပိတ်တာကတကူလုံးကိုအမွေးမြင်နေဖုံးနေတာကွာငါလိုအဝတ်တောင်မရှိဘူးအဝတ်စားဝေးရတာမဝေးရတာ ပုံပြပန်းပြဖြစ်တာမဖြစ်တာကအကုသို့အနေများနဲ့ဆိုင်နေကွငါလူ့ဘဝတုန်းကလောက်လေးကွပြစ်တာလွတ်လပ်ဖြောင်းနေကောင်းလေကွငါတကောင်ကိုပြည့်ရင်ခေါင်းကိုပဲထိတာကွမင်းလည်းငါအကြောင်းကိုသိတာပဲကွဒီနေ့ကတော့အဲ့ဒီကိစ္စကိုဂုံယူစရာလို့ထင်တာပေါ့ကွငါတကောင်ကိုခေါင်းထိအောင်ပြစ်နိုင်နေဆိုတော့ခေါင်းရောမျက်နှာရောကြေမွသွားတာပေါ့ကွငါတစီဖြစ်တော့အဲ့ဒါကြောင့်ငါမျက်နှာမှာပြောင်ကျော်ကြီးဖြစ်နေတာကွအဲ့ဒီအကုသို့ကြောင့်ပဲပေါ့ အဲ့ဆိုရင်ငါ့ကိုတာဓုခေါ်လို့ရလားမရလားဆိုတာပြောနေပွားအေးပြောမယ်ပြောမယ်ငါ့ကိုရက်လက်ဆွန်းသွမ်းမဲ့နေကိုစောင့်နေလို့ငါဒီတမပင်မှာငါနဲ့တူနေတဲ့တစီကရုံတော်ကဖျားပွဲလေးကိုသွားမယ်အဲ့ဒီမှာငါတို့လိုတစီတွေအများကြီးလာတယ်ပြီးတော့ဖျားပွဲမှာကျွေးမွေးတဲ့အစားအစာဆိုတာဘယ်တစီတွေရဲမဆိုစားလို့ရတယ်တဲ့ပိတ်တာတွေလည်းစားခွင့်ရတယ်တကယ်ပြောဖို့ကောင်းတာလို့ပြောတော့ငါလည်းစိတ်ဝင်စားပြီးအဲ့ဒီပိတ်တာနဲ့လိုက်သွားတာအဲ့ဒီကလေးကငါဒီနေရာကိုပြန်မရောက်တော့တာ ဒီနေ့မှငါဒီဓမ္မပင်ကို ပြန်ရောက်လာတာကွာကျုပ်ကဓမ္မပင်ပေါ်ကိုမော့ကြည့်ပြီးလိုက်ရှာကြည့်တယ်ဒါပေမဲ့ဘာမှမတွေ့ဘူးဗျတတိမင်းပါကိုလိုက်ကြည့်နေတာလို့မင်းနဲ့အတူတူနေတယ်ဆိုတော့ပိတ်တာကိုလိုက်ရှာနေတာကွာအာအဲ့ဒီပိတ်တာမရှိတော့ဘူးကွာပြီးခဲ့တဲ့တပတ်ကပဲကျွတ်လွတ်သွားပြီဟေးဟုတ်လားမင်းသူနဲ့လိုက်ပြီးဘယ်လိုကိုသွားနေတာတော့ဟောပါကြီးအာနှံ့နေတာပါပဲကွာဒီပိတ်တာနဲ့ငါသွားလာရင်နဲ့ဟိုတရေကခေါ်သွားဒီတရေကခေါ်သွားနဲ့ ခကြီးဆက်ဆက်သွားလိုက်ကြတာအချိန်ကြီးတော်တော်ကြာသွားတယ်ကွာဒါပေမဲ့ငါးစိတ်တိုင်းမှာဒီလောက်ကြာသွားမယ်မသိဘူးခဏလေးပဲထင်လာငါတတိယလို့ပြန်တွေးကြည့်တော့မှ6နှစ်လောက်ကြာသွားနေသည်တာကွာတတိယအေးဟုတ်တယ်အောင်ပါကြီးမင်းဆုံးသွားတာ6နှစ်ထဲရောက်နေပြီငါမင်းကိုခဏခဏတတိယရပါတယ်ကွာငါယုံပါတယ်ကွာငါလက်တစီဘွားကနေမင်းကိုတတိယနေတာပါငါဒီတမပင်ကိုဒီမနဲ့ပြန်ရောက်တယ်ညနေကျတော့မင်းကိုတန်းတွေးရတာပဲငါဖြင့်မင်းကိုတွေးတွေးချင်းဝမ်းသာလိုက်တာ အဲ့ဒါနဲ့ဝန်တာအရလမ်းခေါ်လိုက်တာပေါ့မင်းမကြဘူးထင်နေတာမင်းအဲ့ဒီလိုလျှောက်သွားတော့တစီတွေတရေတွေအများကြီးတွေ့ရမှာပေါ့နော်။အာတတိကလည်းငါကူရိုင်းကတစီပဲဟာတစီတွေတရေတွေတွေ့ရတာပေါ့ကွာ။ငါ့ကိုနည်းနည်းပါးပါးပြောပြစမ်းမအောင်ပါကြီးဟာငါစိတ်ဝင်စားလို့ပါ။တတိငါတို့လူတွေပြောပြောနေတဲ့တစီတရေဘုတ်တပတ်မင်းစာဥစ္စာဆောင်ကြက်ဆူတာတွေအားလုံးပိတ်တာတွေပဲကွာ။ငါတေကာဇာကရက်မလဲခင်မှာငါအမေကငါစားဖို့ဆိုပြီးဝိုင်းတောင်းမှာငါပြောပတ်နဲ့ ထမင်းတွေဟင်းတွေအမြဲကျွေးတယ်။ရက်မလဲမချင်းအဲ့ဒါကငါစားခွင့်ရှိတယ်။ငါတော့တော့စားတယ်။ငါရဲ့အတုပရင်မှာမင်းကိုလည်းငါတွေ့ရဲကွာ။လူတွေကငါထမင်းစားနေတာကိုကြည့်လိုက်ရင်ခွင်းနဲ့လေတပောင်ထမင်းစားနေတာပဲလို့မြင်ရရတာကွာ။ဒီမှာလည်းမင်းကအဲ့ဒီခွေးကိုမောင်းမယ်လို့တော့ဘိုးခင်မောင်ကြီးကမင်းကိုပြောသေးတယ်လေ။တာတေမမောင်းနဲ့မမောင်းနဲ့အပဆိုတာခွေးကိုမိပြီးစားရတော့ရတာမျိုးလည်းရှိတယ်။မမောင်းနဲ့လို့မင်းကိုပြောတော့မှမင်းမမောင်းမဲကြည့်နေတာလေ။အဲ့ဒီတော့ငါငါတော့တော်တော်အံ့ဩသွားတယ်ကွာ။ ငါ့ကိုခွေးလို့ဘာလို့မြင်နေလဲဆိုတာဒီနေ့အထိငါစဉ်းစားလို့မရဘူးကွာဒီကောင်ပြောတာဟုတ်တယ်ဗျကျုပ်မှတ်မိတယ်နောက်တော့စောစောကပြောသလိုငါနဲ့တမပင်မှာအတူတူနေတဲ့ပိတ်တာနဲ့လိုက်သွားလိုက်တာ၆နှစ်ကြာသွားတော့တာပေါ့ကွာမင်းတို့ရုံနောက်ဖျားလေးပွဲကိုသွားကြတယ်ဆိုအေးဟုတ်တယ်ငါတို့လိုအကုသူနဲ့တစီတွေကအဝေးအစားနဲ့ရုပ်ရည်ပုံစံကလည်းတိတ်ပြီးပုံပြပန်းပြမနိုင်ဘူးကွာဒါပေမဲ့အကုသူကြီးလိုတရေတပတ်ကြီးတွေဖြစ်နေတဲ့ကောင်ကြီးတွေက နှစ်600 900တောင်ရှိနေကြပြီကွာသူတို့ဝေကြွေးတွေကမကုံနိုင်သေးဘူးဒီကောင်မျိုးတွေကအစာကိုစားကျင်နိုင်စားလို့မရဘူးကွာခြေလဲတောက်ကျင်နိုင်တောက်လို့မရဘူးသူတို့စားမလို့လက်လန်းလိုက်ရင်အစာတောက်တွေကပျောက်ပျောက်ကုန်တယ်သူတို့မှစားလောင်ပြီးတော့မြင်နေကြရတာကွာငါတို့လိုအကုတုနေတဲ့တစီတွေကတော့ဘဝလင်းလင်းစားကြရပါတယ်အဲ့ဒီလိုမစားရတဲ့ကံရှိရတာနဲ့ဇွေယူစားလို့ရှိရင်တော့ပေဖို့သာပြင်ပေတော့ဟိ နာဂါကြီးနဲ့သူ့တပည့်တရေကြီးတွေရောက်လာပြီးတော့အဲ့ဒီကောင်ကိုတစ်ပင်မှာဇောက်ထိုးဆွဲစုကတ်တင်ပုံနဲ့ထူတော်တာဟေးဘိုက်ကို6လောင်းနဲ့ကန်ခေါင်းနဲ့ဆောင်လှုပ်ကြတာစားထားတဲ့အစာတွေအကုန်လုံးထွက်မကြမချင်းကိုတွေ့တော့တာကွာအစာတွေအကုန်ထွက်ကြတော့မှပြန်လွတ်လိုက်တာဒီတော့လေဒီကောင်နေမစားရဲဘူးတော့ကွာဖះပွဲရှိလို့စွန်းတော့ရည်တင်ထားတဲ့စွန်းတော့စွန်းနေချကျွေးရင်တော့မကောင်မဆိုစားခွင့်ရှိတယ်ကွာအားလုံးပြော်ပြီးစားကြတော့ကြတာပေါ့ကွာ ငါတို့လိုအမြဲစားနေရတဲ့တစီကဝင်ပြီးလူမစားကြပါဘူးကွာအဲ့ဒီညက်နေတဲ့ပိတ္တာတွေကိုဦးစားပေးပြီးချွေးကြတာပါပဲမင်းတို့ရုံတော့ဖျားလေးပွဲကနေဘယ်သူဆက်သွားကြလဲကွာအေးအခုသူနေတဲ့တစီတွေကတော့တယောက်နဲ့တယောက်မိတ်ဖွဲ့ကြပြောကြဆိုကြနေပေါ့ကွာအဝတ်စားတွေလည်းဝတ်ထားကြပါတယ်ဘာနဲ့တူနေတုံးဆိုရင်ဖျားဘူးလာတဲ့နင်းနေရဲရဲကလူတွေလူပေါ့ကွာအဲ့ဒီမှာတရင်မျိုးမျိုးရတာဟိဒီဖျားပွဲပြီးရင်ဘယ်မှာဖျားပွဲရှိတယ် ဲ့ဒီမှာဆိုရင်ဘယ်လိုပြောကြရကောင်းတာဘာညာပေါ့ကွာတချို့နယ်တွေကတော့ငါတို့သွားလို့ရတာရှိသလိုတချို့နယ်ကြတော့လည်းသွားလို့မရဘူးကွာသွားလို့ရတဲ့နယ်တွေဆိုရင်တော့လိုက်သွားတာပေါ့ကွာမင်းတို့ဘယ်ဘက်တွေရောက်ခဲ့တော့ကွာတာတီရောက်တာတော့ပြောမနေနဲ့ဟိရှမ်းပြည်ဘက်ရောပြင်းပြင်းနယ်ဘက်ရောအောက်ပြည်အောက်ရွာရောပင်လယ်ဒေသတွေဘက်ကောစုံနေတာပဲကွာငါနဲ့တမပင်မှာတူနေတဲ့ပိတ်တာကပုံသာဆိုတာကွာလူကြီးလူငယ်အဲတရေချစ်တရေခင်ပေါ့ကွာ ရဲချစ်တရေခင်တော့တော်တော်မောတာကွာဒါပေမဲ့ဒီကောင်ကတနာဖို့တော်တော်ကောင်းပါတယ်ကွာသမင်းစားရင်အစာတွေကိုဖတ်နေလေပြီသူ့ပါဇက်ပေါက်ချင်းချင်းလေးတွေကိုအကြာကြီးထိုးသွင်းနေရတာကွာတလိတ်ကုံဘူးကိုတနာကြီးနှစ်နာရီကြာတာဘေးဟုတ်လားကွာအောင်မကြီးရဲ့အေးကွာသူ့ထက်ဆိုတဲ့ပိတ်တာတွေလည်းရှိရပါကွာအေးအဲ့ဒီလိုသွားရင်လည်းရှမ်းပြည်ဘက်ကိုရောက်တော့ရောင်မင်းကြီးတပင်မှာနေတဲ့ရုပ်ကဆူနဲ့တွေ့တယ်ကွာအေးရုပ်ကဆူဟုတ်လား အေးအဲ့ဒီလူပစိုးကြီးရဲ့အဝတ်တစားတွေကပျောင်ပျောင်လက်လက်အယောင်တွေထွက်နေတာကွာအေးအေးပြောပါအောင်တငယ်ချင်းကအဲ့ဒီလူပစိုးကြီးကငါနဲ့ပိတ်တာကိုခေါ်တယ်ပြီးတော့ငါတို့ကိုသူနေတဲ့နေရာကဘောဂျိုဖျားကိုဖူးခိုင်းနေကွာငါနဲ့ပိတ်တာကဘောဂျိုဖျားကိုအာယုံပြုတ်ပြီးရှင်းခိုးလိုက်ကြတာနှစ်နာရီလောက်ကိုကြာသွားတာဟိဂျင်းထဲမှာလည်းကြည်လင်ပြီးချမ်းသာနေတာကွာတတရငါတို့ဘောဂျိုဖျားဘူးပြီးရင်သူပိတ်မှန်ရှိတဲ့နေရာပြန်လာခဲ့ရမယ်လို့ရုပ်ပစိုးကြီးကမှားလိုက်တာကိုကွာ ဒါနဲ့ငါတို့နှစ်ကောင်ရုပ်ကစူးကြီးစီကိုပြန်ခန်းရတာပေါ့ဟိုရောက်တော့ရုပ်ကစူးကြီးကပြောတယ်ငါရောပိတ်တာရောလူပြန်ဖြစ်ကြတော့မယ်တဲ့အေးဟုတ်လားအောင်ပါကြီးငါဝမ်းသာလိုက်တာကွာကျုပ်တကယ်ကိုဝမ်းသာတယ်ဗျအေးကွာငါပြောရအောင်မယ်သူအဲ့ဒီလိုပြောခဲ့လိုက်တာနဲ့တပြိုင်တည်းပဲကွာပိတ်တာကိုကအမွေးမြင်နေပျောက်သွားပြီးတော့အဝယ်အစားနဲ့ပုံမှန်ရုပ်ရည်ပြန်ဖြစ်သွားတယ်ကွာ တဆေလေးငါသွားပြီဟေးလို့ငါ့ကိုနှုတ်ဆက်ပြီးအရှိစူးစူးကိုပိတ်တာကထွက်သွားတယ်ပိတ်တာထွက်သွားတော့မှယကစူးကြီးကငါ့ကိုပြောတယ်တဆေလေးမင်းကတော့မင်းတို့နေတဲ့ဒေသကိုပြန်မှပဲလူဖြစ်မှာကွာဒီတော့မင်းလာခဲ့တဲ့နေရာကိုပြန်ပြီးတော့ကိုရောက်ရင်မင်းမျက်နှာကိုမဖဲဝါပြောင်းပေးလိမ့်မယ်တဆေလေးဟုတ်တယ်တာဒီယကစူးကြီးအဲ့ဒီလိုပြောလိုက်တော့မှငါလဲငါနေခဲ့တဲ့ဓမ္မပင်ကိုချက်ချင်းတရိရသွားတယ်ကွာအဲ့ဒီလိုတရိရလိုက်တာနဲ့ချက်ချင်းပဲငါဓမ္မပင်ကြီးပေါ်ကိုပြန်ရောက်လာတယ်ညနေကျတော့မင်းကိုငါတွေ့ရပဲ မင်းမရောက်ခင်စောစောကပဲရုပ်ကဆူကြီးပြောလိုက်တဲ့မဖဲဝါရောက်လာပြီးငါမျက်နှာကိုတတ်ချပေးလိုက်တာ။အော်ဒီလူကိုဒါဆိုမင်းလူပြန်ဖြစ်တော့မှာပေါ့ဟုတ်လား။ငါတို့ရမှာပဲပြန်ဖြစ်မှာလားကွ။အဲ့ဒါတော့ငါလည်းမသိသေးဘူးတတေ။ဒီတိုင်းလည်းဖြစ်မှာမဟုတ်သေးဘူးကွ။အေးဘာလူသေးလို့တော့ကွအောင်မကြီးရ။ဒီလိုတတေရငါမိဘတွေငါ့အတွက်စွန့်သွပြီးအမြဝေတော့ကငါတာတုမခေါ်လိုက်ရဘူးလေကွ။အဲ့ဒါတာတုခေါ်ပြီးမှငါကျွတ်မှာကွ။အဲ့ဒီကိစ္စမင်းမဲတောင်းဝင်ယူပြီးပြောပြပါကွ။ ဘေးဘာဘူးပြောပြရမှာတော့အောင်ပါကြီးငါအဖေနဲ့အမေကိုငါအတွက်စွန့်ပြန်သွတ်ပေးဖို့လေကွာအောင်ပါကြီးပြောတာကိုကြုတ်ကြားလိုက်ရတော့ကြုတ်စိတ်မကောင်းဘူးဗျာအောင်ပါကြီးမင်းဆုံးသွားတော့မင်းမိဘတွေတော်တော်ကိုစိတ်ထိခိုက်သွားကြတယ်ဒီရွာမှာကိုဆက်ပြီးမနေချင်တော့ဘူးဆိုပြီးမန္တလေးကိုပြောင်းသွားကြတာကြာပြီဗောတငယ်ချင်းရဲ့ကြုတ်ပြောလိုက်တော့ဒီကောင်မျက်နှာမကောင်းဖြစ်သွားတယ်ဗျဒါပေမဲ့မင်းဘာမှမပူပါနဲ့ကွာမင်းကြီးတော့ဒေါ်လုံးတင်ရှိတယ်လေကွာ ငါအကြီးလုံးတွေကိုအကျိုးကြောင်းပြောပြပြီးအားလုံးစီစဉ်ပေးမယ်ပြီးတော့ငါတို့ဆရာတော်ဥက္ကနာကိုတရားဟောဖို့ပြင်ပေးမယ်ပုဂ္ဂိုလ်ယုံဆရာတော်လေးကွာဩအေးအေးမင်းမကောင်းသလိုစီစဉ်ပေးပါတာတရားစိတ်ချနေအောင်ပါကြီးဒါပေမဲ့မင်းဒီကနေဘယ်မှထွက်မသွားနေတော့နော်ဒီတစ်ခါလွဲသွားလို့မဖြစ်ဘူးဒီပါကွာတာတရားဒီတစ်ခါငါဘယ်ကူမှသွားလို့မရတော့ပါဘူးငါသွားလို့မရအောင်မဖဲဝါကြီးကအဆောင်ချထားတယ်ကွာအဲ့ဒီကောင်ကြီးကငါ့ကိုအမြဲစောင့်နေတော့မှာဒီဘယ်မှာတော့ကွာ ြောက်ဘက်ကဘန်ဘူးဝိပင်မှာလေကွာအောင်ပကြီးပြောလို့ကျုပ်မြောက်ဘက်ကဘန်ဘူးဝိပင်ကိုမတိမတာလှမ်းကြည့်လိုက်တယ်ဟုတ်ပါဗျာဘန်ဘူးဝိပင်ကြီးမှာကပ်ပြီးရက်နေတာတစ်ပင်နဲ့တသားတွေကိုဖြစ်နေတာဗျာတရေကြီးတကောင်နဲတဲ့ရေကြီးမဟုတ်ပါဘူးဗျာလက်ဆတ်တော့မဖဲဝါကအောင်ပကြီးကိုအဆောင်ချထားတာကိုကျုပ်လည်းအောင်ပကြီးကိုနှုတ်ဆက်ပြီးရွာကိုပြန်လာခဲ့တယ်မနေ့ရောက်တော့ဆရာတော်ကိုကြိုးကြောင်းအလုံးရှောက်လိုက်တယ်ဆရာတော်ကအောင်မကြီးရဲ့ကြီးတော်အကြီးလုံးတင်ကိုခေါ်ပြီးစွန့်တုတ်ကိစ္စစီစဉ်ခိုင်းတယ် ရီလုံးတဲ့ကလည်းတူတူလေးတရင်ကြတော့စိတ်မကောင်းဖြစ်ပြီးစွန်းတို့ဖို့ပြင်ပြင်တော့တာပေါ့ဗျာအဲ့ဒီနေ့ကကျုံမြကွင်းစီကွင်းပြီးအမ္ဘာကြီးကိုသွားခေါ်တယ်ဆရာတော်ကတရားဟောတော့ဒီအောင်ကျုံကျုံကလေးထိုင်ပြီးတေးသေးချာချာနာတာဗျာတရားဆုံးတော့ရေစက်ချတယ်အမြဝေတယ်ကျုပ်တေးသေးချာချာကြည့်နေတာဗျာကျုပ်တငယ်ချင်းတစီကသာဓု၃ချိန်တိတိခေါ်လိုက်တာကျုပ်တွေးလိုက်ရတယ်ပျောက်သွားပြီဗျို့ကျုပ်တငယ်ချင်းတစီပျောက်သွားပြီကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာဘယ်လိုပြောရမှန်းတော့မသိဘူးဗျို့ စာရေးဆရာဒါတီရဲ့တငငချင်းတစေးဆိုတဲ့ဇလံဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာအိမ်မက်လက်လာလဲမနိုင်ကြပါစေ